နိဗ္ဗာန်ကိုသွားတော့မယ်ဆိုရင်ပြောစရာအထူးမရှိပါဘူးတဲ့ဒါပေမဲ့လို့တဲ့ငါအဆုံးမတိုင်လိုက်နာတဲ့ရှင်မအနေနဲ့အစွမ်းတကူကြီးဘယ်လိုအစွမ်းတကူကြီးရှိတယ်ဆိုတာပြသွားပါအောင်တဲ့ဘာဖြစ်လို့ပြရမှာလဲလို့ဆိုပရိသန္နေသတ္တဗန္တံကင်ခံစိန်တတုယဝတာဟောဒီမှာရှိနေတဲ့ဘိက္ခုပရိသတ်ဘိက္ခုနီပရိသတ်လူတုပရိသတ်ကြီးအားလုံးဟာ ရသောတရာထေရီမဘလို့အစွမ်းတတိတွေအောင်းအောင်းမြင်းမြင်းတရားဓမ္မရဲ့အစွမ်းကြောင့်ဓမ္မစွမ်းရည်တွေနဲ့ဘလို့ရခဲ့တယ်ဆိုတော့အစွမ်းတတိတွေကိုပြပြီးတော့သူတို့တန်တရာခဲအောင်အစွမ်းတကူတွေပြလိုက်ပါအောင်မြတ်စွာဘုရားရဲ့တောင်းဆိုချက်ကလေးဒါနောက်ဆုံးပြီတန်တရာကနေအပြီးပိုင်ထွက်တော့မယ်ဆိုလို့ရှိရင်ကိုရထားတဲ့တရားဓမ္မတွေရဲ့စွမ်းရည်တတိတွေကိုပြလိုက်ပါတဲ့ပြလိုက်မှဂျန်တဲ့လူတွေမှတန်တရာခဲတော့မှာပေါ့ အနုဘုဆိုရင်သူကိုလူလိုပဲမြင်နေကြမှာလေ။ဩယတောတကထေရီမကြီးအသက်98ခုနှစ်ရှစ်နှစ်မှာပုံမင်းပြီးတော့သိဆုံးသွားတယ်ဒီလောက်ပဲမြင်မှာ။တမန်တို့လိုကိုလိုပဲလို့သူ့လိုကိုလိုပဲလို့ပူချင်းတရားနှိပ်ဆက်ပြီးတော့သိသွားတယ်လို့ဒီလိုပဲထင်ကြ။မဟုတ်ဘူးစွမ်းတဘိုးတွေပဲများရှိခဲ့တယ်။တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဘလောက်အောင်မြင်အောင်ကျင့်ကြံကြိုးကုန်အားထုတ်လို့အစွမ်းတတိတွေဘလောက်ရခဲ့တယ်ဓမ္မစွမ်းရည်တွေဘလောက်ထက်မြက်တယ်ဆိုတာကို ပြတ်သွားပါအောင်လို့မြတ်စွာဘုရားကအမိန့်ချတယ်ပေါ့အဲ့ဒီချတဲ့အခါမှာတကောအမျိုးမျိုးဖြန့်စင်းပြီးတော့သူပြတယ်သူပြတဲ့တကောတွေကဘာတွေပြတော့လို့ဆိုရင်ကဘာမှာစัจ java လာအပြည့်မြအချီးဆုံးဥတော်ငှက်ကြီးတရံဖြန့်စင်းလိုက်တယ်နော်မျက်လုံးတစ်လုံးက လာလောက်ခြေတယ်မျက်လုံးတစ်လုံးကနေလောက်ခြေတယ်။ခေါင်းကြီးတစ်ခုလုံးကခန္ဓာကိုယ်တစ်ခုလုံးအကုန်လုံးချုပ်လိုက်မယ်ဆိုရင်စัจ java လာတိုက်ကြီးတစ်ခုလုံးဖုံးလွှမ်းနိုင်တယ်။ပုံတရံနဲ့ကဘာလုံးဖြစ်ကောင်းရင်လုံးဖြစ်မြ။ဓောင်းငယ်ကြီးရဲ့တရံဖန်ဆင်းပြီးတော့စကုပင် စကုတပြေပင်ကြီးကစပြေပင်ကြီးကိုနှုတ်ယူပြီးတော့မြတ်စွာဘုရားကိုစပြုစကုတပြေတပြေပန်းနဲ့ပူဇော်ခဲ့တယ်။ ပူဇော်တဲ့အတ္တတံဖန်ဆင်းပြီးတော့ပြဆင်ရဲ့ပုံတံဖန်ဆင်းပြီးတော့မြတ်စွာဘုရားကိုပူဇော်တယ်မြင်းတံဖန်ဆင်းပြီးတော့ဘုရားစွာဘုရားကိုပူဇော်တယ်ပြမမင်းကြီးရဲ့တံဖန်ဆင်းပြီးတော့တုံညတနိဗ္ဗာန်အကြောင်းကိုဟောပြောတယ်တရားမင်းကြီးရဲ့အတ္တတံဖန်ဆင်းပြီးတော့မြတ်စွာဘုရားကိုကြောက်တယ်အဲ့လိုတကူမျိုးမျိုးတွေပြတယ် အခုမှမျက်စိ၅ပါးနဲ့ပြည့်စုံတယ်မူတဲ့မြတ်စွာဘုရားရဲ့အရှင်ဘုရားရဲ့ခြေတော်ဆုံးကြာမလုံးကိုရိုသေစွာဥတိုက်ပါတယ်ရှိခိုးပါတယ်တို့နောက်ဆုံးပိတ်လျှောက်ပြီးတော့ရသောတနာထေရီမဟာပြိဋိနိဗ္ဗာန်ဆံသွားတယ်တို့